မင်္ဂလာပါလို့ဦးကနှုတ်ဆက်ပါတယ်ဒီနေ့ဦးကပြောချင်တာက Sky Villa Condominium ရဲ့မန်းလေးမှာရှိတဲ့ Sky Villa Condominium ရဲ့စောက်လုပ်ထားတဲ့ပုံစံနဲ့ပြိုကျသွားတဲ့ပုံစံကြီးကိုဦးကပြောနေတယ်ဦးမနေ့ကမှ နောက်လျှောက်ဗီဒီယိုကလစ်တွေကိုအင်ချာကြည့်နေတဲ့အချိန်မှာဗီဒီယိုကလစ်တစ်ခုကိုဦးကြည့်လိုက်ရတဲ့အချိန်မှာ drone နဲ့ရိုက်ထားတဲ့ဗီဒီယိုပေါ့နော် channel new asia ကနေတင်သွားတဲ့ drone နဲ့ရိုက်ထားတဲ့ဗီဒီယိုတစ်ခု sky villa ပြိုကျတဲ့ပုံစံကဒီအဆောက်အုံကငလင်နဲ့ခံနိုင်မှုနီနီတာတာပေါ့နော်ငလင်တောင်ခံနိုင်မှုနီနီတာတာပါဒီတာမန်ငလင်နဲ့တောင်ပြူကြနိုင်တဲ့အဆင့် လောက်ရှိတဲ့အခြေအသွေးမျိုးဖြစ်နေတာလို့ဥအောင်ထင်ပါတယ်ဥထင်တာပြောပြပါဒါပေမဲ့လည်းဒါတွေအားလုံးကကျွမ်းကျင်တဲ့ civil engineer တွေရဲ့ investigation အဖွဲ့တွေရပေါ့နော်စုံစမ်းစစ်ဆေးအဖွဲ့တွေရစစ်ဆေးဖို့လိုတယ်လို့ဥကအကြံပေးခြင်းပါဘာဖြစ်လို့လဲဆိုတော့ sky vida ရဲ့တည်ဆောက်မှုပုံစံကသူက individual ယက်တီနေရဲ့ဘီဒင်တစ်ခုမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအတွဲလိုက်အခန်းလိုက်ဒီသူရဲ့တစ်ခုကိုမှီပြီးတော့ဒီတစ်ခုလုံးပေါ့နော် ဒီ block တစ်ခုလုံး block စာတစ်ခုလုံးအပြည့်စောက်ထားတဲ့ bidding ဖြစ်တဲ့အတွက်အကယ်၍ shaking ဖြစ်ခဲ့ရင်တော့တစ်ခုနဲ့တစ်ခုကမိញမ်းနေတဲ့အတွက်ချစ်ချင်းဝုန်းကလေးနဲ့ထိုင်ချလိုက်အောင်ပြားချက်သွားလောက်အောင်ပြိုကြဖို့ကမလွယ်ဘူးပေါ့နော်အခုဆိုရင် sky villa ကရှေ့ပိုင်းကကြံခဲ့ပြီးတော့နောက်ပိုင်း block တွေကလုံးဝထိုင်ချသွားတာပြားချက်သွားတာပါပဲနော်ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ပေါ့နော်တူးတူးတဲတဲ့ ဒီဒီ block တစ်ခုလုံးကိုစောက်ထားတဲ့ဘေးတွေနဲ့ဘေးနားမှာရှိတဲ့တာမန် contractor စောက်ထားလို့ပြောကြွားတဲ့ဘေးတွေလေးအယူဒီတချို့တွေကအပေ20ပုံမှာစောက်ထားတဲ့ပြိုင်ပြိုင်လေးတစ်ခုလည်းပဲရှိရပေါ့နော်အဲ့လိုမျိုးရဲ့ယာယီနဲ့အချိန်မှာပြောကြွားတာရှိတယ်ထိုင်ချတာမဟုတ်ဘေးလိုက်ကြတာအခုက sky villa ကထိုင်ချတာအဲ့တော့ဦးပြောချင်တာကကွန်ဒိုမီနီယံတွေမှာငလင်းတန်းခန်းအောင်စောက်ထားပါတယ် အာမခံနေနေပေါ့နော်လှူထားတဲ့လူတွေစောက်လို့ရပညာရှင်တွေအကွန်ဒိုမီနီယံကိုစောက်ထားတဲ့စောက်လို့ရပညာရှင်တွေကတော့ဖြည့်ရှင်းပေးဖို့လိုပါတယ်လို့ဟိုကတောင်းဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ marketing အတွက်ပဲ marketing တမားတွေကဒီအခန်းရောင်းအောင်ပဲတက်တက်အပူစားလိုက်ထည့်ပြီးကြုံကြတာလားတကယ်ကိုပဲစောက်ထားတာကငလင်းတန်းခဏအောင်စောက်ထားတာလားငလင်းတန်းခဏအောင်ဆိုရင်အောက်မှာ ျွန်တော်တို့ hydraulic shock wire တွေထည့်ထားလား design မှာပေါ့နော် bearing design မှာ hydraulic shock wire တွေထည့်ထားလားနော် horizontal movement but vertical movement ဒီ shock wire တွေထည့်ထားလားမထည့်ထားလားဆိုတာကိုလည်းစစ်ဆေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့အခု time မှာလို့ပေါ့နော်ဒီ solar data တိုက်ကြည့်ပြောကြွားတဲ့အချိန်မှာအားလုံးကပြင်ဆင်နေပါတော့။အဲ့တော့မြန်မာနိုင်ငံမှာလည်းဒီ sky villa ပေါ့နော်။ပက်ပက်ဆက်ဆက်ရရဆက်ဆက်အယုတ်ဆိုးစွာ ထိုင်ချသွားတာ။သူကထိုင်ချတာနဲ့လဲတာမတူဘူး။တခုရှိရ ထိုင်ချသွားတာ ਨੇ ဘေးရင်ကဒီလိုဇူးကိုထိုင်ချသွားတာ ਨੇ ဘေးတိုက်လင်းရတယ်မတူဘူးပေါ့နော်အဲ့တော့ဦးကစေဗယ်အင်ဂျင်နီယာမဟုတ်ပါဘူးအဲ့တော့မြန်မာနိုင်ငံမှာစေဗယ်အင်ဂျင်နီယာရဲ့အများကြီးပါအဲ့တော့ဦးကပြောချင်တာကမြန်မာပြည်သူလူထုရဲ့အသက်ပေါင်းများစွာကိုချီးရင်ကိုယ်နိုင်ငံကိုကိုချီးရင်မြန်မာနိုင်ငံမှာရှိတဲ့စေဗယ်အင်ဂျင်နီယာအသင်းတွေကပါစပ်ပိတ်မနေပဲနဲ့နော်ပြည်သူတွေရဲ့အသက်အိုးရင်အခုကဖြစ်ပြီးသွားပြီနော်အခုနောက်တစ်ခါထပ်မဖြစ်အောင် အခုလက်ရှိရှိရဲ့ကွန်ဒိုမီနီယံနေနော်ငလျင်ဒန်ခန်းနိုင်ပါရေဆိုပြအာမခံနဲ့စောက်ထားတဲ့ကွန်ဒိုမီနီယံတွေကိုပြန်ပြီးတော့စစ်ဆေးပေးစီရင်ပါတယ်။ဥပမာ individual စောက်ထားတဲ့ privately ပေါ့နော်ကိုယ်အင်ကိုစောက်တဲ့တိုက်တွေတချို့ contract တိုက်တွေရောသူတို့စောက်ထဲကအာမန် RC တိုက်တွေဖြစ်တဲ့အတွက်သူတို့မှာအာမခံချက်မပေးတာဒါက fair enough ပါ နော်အဲ့တော့တချို့ကွန်ဒိုတွေကပြီးသူတွေကိုရောင်းထားတာရှိပါငလင်းတန်းခန်းအောင်စောက်ထားပါတယ်စိတ်ချပါတယ်ယုံကြည်ရပါတယ်ဆိုတော့ကွန်ဒိုတွေကိုမြန်မာနိုင်ငံ Civil Engineer အသင်းတွေကနေပြန်စစ်ဆေးပေးပါလို့ဥပအောင်မြစ်တိုင်ရက်ခံပါတယ်ဒါကတော့နောက်ဖြစ်လာမဲ့နောက်ထပ်လူတွေအခုလိုမျိုးအစုလိုက်ပြုံလိုက်ပေါ့နော်တနေရာထဲမှာမဖြစ်အောင်ပါနော်အဲ့တော့ဥပမြစ်တိုင်ရက်ခံပါတယ် Engineer ရေဆိုတာအားလုံးအတူတူပါပဲ စေဘယ်ပဲဖြစ်မကနီကယ်ပဲဖြစ်ဖြစ်အီလက်ထရောနစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အင်ဂျင်နီယာတော့အင်ဂျင်နီယာ mindset ရှိပါတယ်เนาะအဲ့တော့ကုညီကြပါတော့ဟိုကမြေတိုက်ရထားပါကျေးဇူးတင်ပါတယ်